ဒီအခုကျွန်တော်တို့ဒီဒုက္ခသာတိုင်းပြိုင်မဲ့ပြိုင်ပွဲဝင်တွေကိုဒီဘလူဘောကြံပေးမဲ့စုဖလားဆိုရင်ကျွန်တော်တို့ကျွန်တော်တက်တန်းတစ်ချောင်းမှာဒါအကြီးဆုံးပဲကျွန်တော်တို့နိုင်ငံတကာနဲ့ထိုးခဲ့တာမှာကျွန်တော်တို့အဲ့ဖလားအလို့မကြည့်ဘူးကျွန်တော်ငငယ်တော့ဆိုရင်လဝတ်တဝဲဘောသထုတ်နေမှာနေရောလေကိုညောင်းရှောက်ရတာများတော့ တနိုင်ခွဲနှစ်နာရီဆိုအဲ့ဒါအနည်းဆုံးကုံရောက်လျှောက်ရတဲ့ဟုတ်စားပဲဒါခါကျရင်၃-၄နာရီလို့လျှောက်တော့အဲ့လိုမျိုးပွဲပေါင်းကျွန်တော်68ဝက်ထိုးပြီးတော့မှကျွန်တော်ရန်ကုန်ရောက်လာတယ်လေကျွန်တော်တို့ဘဝတွေကအဲ့လိုတိမလွယ်ခဲ့ဘူး ဟိုပြင်ပွဲကကျမပြတာဒီမျိုးသစ်လူငယ်လေးတွေကိုပေါ်ထွန်းလာအောင်ပေါ့နော်အဲ့ဒါကလပ်ကနေစီစဉ်ပြီးကျမပြတာပေါ့ဟိုနောက်ပြီးတော့နိုင်ငံတကာကိုတွားလို့လည်းရအောင်ဆိုတော့အမှတ်အမှတ်ပေးပြင်ပွဲလေးကျမပြတာပေါ့ကလကဦးစီးပြီးလို့တယ်ဒီကစားသမားအလုံးစုံ၈ယောက်ပါတယ်အဓိကတော့အဖေအဖေဆန္နာရဲ့ဟိုအဖေဆန္နာရဲ့နောက်ခုနောက်ခုကကျွန်တော်တို့ကလည်းဒီဘဝကနေလာခဲ့တာဆိုတော့လေကိုလိုဝါသနာဝါသနာပါတဲ့ကလေးတွေကို ဟိုကျွန်တော်အခုရန်ကုန်မှာကျွန်တော်ကလပ်တစ်ခုဖွင့်လာတော့အဲ့ကလပ်ကရတဲ့ဝင်ငွေတွေအကုန်လုံးကကျွန်တော်ကဒီကလေးတွေကိုပြန်ပြီးတော့မှဟိုကျွေးမွေးပြီးတော့ပြန်ပြီးတော့ရှင်းရှင်းတော့ဒီဒီဟိုကလပ်ဖွင့်လာရဆိုတာပဲရှိတယ်အဲ့ရဲ့ဟာအကုန်လုံးကဝင်သမျှဟာတွေတော်တော်ဟိုကလေးတွေပြန်ပြီးတော့မှကျွန်တော်ဟိုတခုကျွန်တော်မှ၃လေးရောက်ပါတော့ကျွန်တော်ကျွေးထားတယ်ကျွန်တော်မွေးထားနောက်အခုအဲ့ရရတဲ့ပတ်စံနေနေတူကျွန်တော်ဒီမျိုးသစ်ပွဲတွေလောက်နောက်ထပ်လောက်ဖို့လည်းအများကြီးရှိတာပေါ့ ဒီအခုကျွန်တော်တို့ဒီဒုံသာတိုင်းပြိုင်မဲ့ပြိုင်ပွဲဝင်တွေကိုဒီဘိုလူဘွဲကြံပေးမဲ့စုဖလားဆိုရင်ကျွန်တော်တို့ကျွန်တော်တက်တန်းတစ်ချောင်းမှာဒါအကြီးဆုံးပဲကျွန်တော်တို့နိုင်ငံတကာနဲ့ထိုးခဲ့တော့မှာကျွန်တော်တို့အဲ့ဖလားတော့ဒီမကြီးဘူးအခုပေးမဲ့ဖလားဆို3ပြီလောက်ကြီးတယ်အကြီးဘာလို့အဲ့လိုမျိုးပေးလဲဆိုတော့ကိုယ်နဲ့ခံစားပြီးတော့ဗောနော်အော်သူတို့လေးဒါလေးတွေ့နေပျော်မှာဆိုပြီးတော့အဲ့လိုမျိုးပေးပြစ်တာဗောတကယ်လဲသူတို့လေးဒါလေးတွေ့တော့သူတို့တွေအရန်ပြစ်ချင်တဲ့စိတ်ရှိတယ်ဟိုကြိုးစားချင်တဲ့စိတ်လည်းရှိကြတာဗောအဲ့အရာတွေကကျွန်တော်တို့တော့ပေးတိဗောနော် လွမ်းတာပေါ့ကလေးကြီးဆိုလဲလို့ပြောပြတယ်ငါတို့ငငယ်တုန်းကကျွန်တော်တို့ငငယ်တုန်းကဆိုရင်လဝတ်တဝဲဘွက်တထိုးနေမှာနေရောလေကိုညောင်းရှောက်ရတာများတော့တနာရီကွဲနှစ်နာရီဆိုအဲ့ဒါအနည်းဆုံးကိုညောင်းရှောက်ရတဲ့ဟုတ်စားပဲတခါကျရင်၃-၄နာရီလို့ရှောက်တော့မနေ့၃၃နာရီနဲ့ထားရှောက်ရင်ဟိုဘက်ကစနစ်တစ်ချက်လုံးမရောက်တဲ့ဟာရှိတယ်အဲ့လိုမျိုးပွဲပေါင်းကျွန်တော်60နဲ့80ဘွက်ထိုးပြီးတော့မှကျွန်တော်ရန်ကုန်ရောက်လာတယ်လေကျွန်တော်တို့ဘဝတွေကအဲ့လိုတိမလွယ်ခဲ့ဘူးမလွယ်ခဲ့ဘူးဒါတော့အခုအခုမှသာဟိုဒီကျွန်းကြီးလက်တွေလိုပဲ ကျွန်တော်သွားတဲ့ပွဲတိုင်းကိုသူကလိုက်ခဲ့ရတာလေအခုမှတာဒါ1အောင်ရောက်လို့ဒါခလေးတွေကိုအခုမှတိကြတာအဲကျွန်တော်တို့ခေတ်တော့ဆို1ဆိုတာမရှိသေးဘူးလေမရှိသေးဘူးကျွန်တော်တို့ဆိုလည်းဘာမှတော့မသိမှာမဟုတ်သေးဘူးဒါပေမဲ့မြန်မာယူရဲ့လူ့ဝိသမားတိုင်းအဲ့လိုမျိုးပေးဆက်ပြီးတော့လာခဲ့ရတာပါစရက်ဒီမှာ AB ထိုးတာတွေပါအများကြီးပဲလေဟုတ်68ပွဲလုံးလုံးကကျွန်တော်တို့ကအဖေနဲ့ကျွန်တော်နဲ့အဲအထုပ်ဆွဲပြီးတော့ပွဲလိုက်လို့တာဟိုအတိမဲ့ပြုခံရတာကသာသမားမဟုတ်တဲ့အတွက်တော့သူများကတော့နေရာတော့မရဘူးပေါ့လေဟိုတခါကျရင်လေကိုပြင်ပန်းခံပြီးသွားပြီးမယ်လေဟိုရောက်ရင်ပွဲထိုးရချင်းမှထိုးရတာမျိုးရှိတယ် အခုကလေးဆိုရင်အဲ့တော့ဒီမှာပြန်မှန်းတော့အဲပွဲပဲမှာရှိလဲဆိုရင်ကျွန်တော်တို့ကားလေးနဲ့လို့သွားတာမျိုးရှိတာသူတို့သူတို့အတွက်ကကျွန်တော်တို့မခက်ခဲတော့ဘူးဒါပေမဲ့ဒီအရာကိုဘယ်လောက်တန်ဖိုးထားရမလဲဘယ်လောက်ထိမျက်နှိုးရမလဲဒီအရာတစ်ခုအတွက်ဘယ်လောက်ထိပေးဆက်လဲဆိုတော့အများနဲ့တော့ပြောပြတာပေါ့လေဒီကတော့ဟိုနိုင်ဝတ်တဲ့ခါကျတော့လေဩငါငါ သူတို့ဘောငါလုတ်ပေးခဲ့တဲ့ဟာလေးရထင်တယ်ပေါ့ရှုံးတဲ့ခါကျရင်လည်းဘာလို့အပ်သွားလဲငါသူတို့သင်ဖို့ဘာလို့အပ်သွားလဲအဲ့လိုမျိုးပြန်ပြီးတော့ကိုယ့်ကိုယ်ပြန်စဉ်းစားတာပေါ့သူတို့ရှုံးတဲ့ခါမျိုးကျရင်ငါငါသင်ပေးမှဘာလို့သွားလဲပေါ့အဲ့နိုင်ဝင်တဲ့ခါကျရင်လည်းဘာဘာထက်တင်ရအောင်မလဲပေါ့အဲ့လိုမျိုးတော့ရှိတယ်နီးဘက်ဆိုတာတက်ကိုကိုကိုဘွားမှာတွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေကိုကလေးတို့ပြန်ဝေမျှတာဆိုရင်ပုံမှန်တာပေါ့အဲ့လိုမျိုးဟိုပွဲလေးဖြစ်ဖို့တော့အများကြီးစူးစမ်းရတယ်ဟိုဘဘကဝိုင်းကူညီပေးလို့ကျေးဇူးတင်တယ်ပေါ့နော်အခုဒီအဖွဲ့ချုပ်ကလည်းဝိုင်းပြီးတော့သူတို့ဘက်ကနေပြီးတော့ကူညီပေးတာလည်းရှိတယ်ဆိုကျေးဇူးတင်တယ် အဲဒီအခုစုပေါင်းတာပြတဲ့ဥစ္စာကြီးလည်းကျေးဇူးအများကြီးတင်တာပါနောက်တစ်ခုကျွန်တော်တို့ဒီ7လပိုင်း9ခုနှစ်နေဆိုရင်လည်းဒီဒီပွဲလေးရဲ့ပိုလူပွဲရှိတာပေါ့အဲကြရင်လည်းဒီအဓိကတော့ကျွန်တော် free show လုပ်တာဆိုတော့လေဒီကလေးတွေကိုလာပြီးတော့လာရောက်အားပေးစေချင်တာပါအဲ့ဒါလေးပါပဲ